န္တလေးမြို့မှာဩဂတ်လ10ရက်နေ့နံနက်ပိုင်းကနိုင်အနေငယ်ကြအောင်မိုးသည်ထန်စွာရွာသွန်းမှုဖြစ်ပွားခဲ့တာကြောင့်မြို့ရင်းအထက်ကလမ်းမကြီးတွေမှာရေပြည့်ရေရှမ်းပြီးတွာလာရေးအခက်အခဲဖြစ်ပေါ်ခဲ့တယ်လို့သိရပါဗျ။ နနက်6နာရီဝန်းကျင်ကစတင်ပြီးမိုးအနှဲငယ်ရွာသွန်းခဲ့ကနနက်7နာရီကနေနနက်10နာရီလောက်အထိမိုးသည်ထန်စွာရွာသွန်းခဲ့တဲ့အတွက်မန္တလေးမြို့ရဲ့တောင်မြောက်သွားအဓိကလမ်းမကြီးတွေဖြစ်တဲ့လမ်း80 88လမ်း83လမ်းနဲ့အရှေ့အနောက်လမ်းမကြီးတွေဖြစ်တဲ့လမ်း30 35လမ်းအပြင်အချို့နှမ်းပိုင်းတွေမှာရေဝှို့ရေရှမ်းကအခက်အခဲတွေဖြစ်ပေါ်ခဲ့ပါတယ်။ မန္တလေးမြို့အတွင်းမိုးစတိုက်ရွာသွန်းမှုမဟုတ်ဘဲအချိန်အနှဲငယ်မိုးရွာတာနဲ့တင်အဓိကလမ်းမကြီးတွေမှာအမြဲတမ်းရေရှမ်းမှုဖြစ်ပွားလိရှိရလို့ချမ်းမြတာစီမြို့နယ်ကနေမြို့ရင်းမှာတွားရောက်အလုလုကင်နေသူအယောင်းဝန်ထမ်းတအူးကပြောပါတယ် န္တလေးမြို့မှာမိုးရင်းကာလအတွင်းလမ်းတွေပေါ်မှာမကြာခဏရေဝုတ်ရေရှမ်းမှုဖြစ်ပွားနေမှုနဲ့ပတ်သက်ပြီးမန္တလေးမြို့ကန်တွေကလမ်းပိုင်းနဲ့ရေမြောင်းစနစ်တွေအပေါ်ဝေဖန်တုံ့တက်မှုတွေရှိနေပါတယ်။အခုနောက်ပိုင်းမန္တလေးမြို့မှာလမ်းတွေခင်းလာပေမဲ့လမ်းဘေးဝဲရာတွေမှာရှိတဲ့ရေမြောင်းတွေကိုစနစ်တကျနဲ့ပြင်ဆင်တာနည်းနေပြီးမိုးနဲ့နဲ့ရွာလိုက်တာနဲ့မြောင်းတွေမှာရေရှမ်းကလမ်းပေါ်ကိုရေတွေရောက်ကုန်ရတယ်လို့ ဒေသခံတအူးကဆိုပါတယ်။မန္တလေးတိုင်းဒေသကြီးမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ဩဂတ်စ်လ10ရက်နေ့နနက်9:00နာရီအချိန်တိုင်းထွာချက်အရာမန္တလေးမြို့ပေါ်မှာမိုးရေချိန်လက်မှ1သမ18လက်မှရွာသွန်းခဲ့တယ်လို့သိရပြီးဩဂတ်စ်လ10ရက်နေ့နနက်ပိုင်းမိုးရွာသွန်းမှုမှာတော့တစ်ပင်ကြီးအချို့လဲပြိုကျမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။